ကျွန်တော်ရဲ့ Queen Entertainment YouTube Channel ကိုစမြော်အားပေးနေကြတဲ့မိတ်ဆွေများမင်္ဂလာပါကျွန်တော်ရဲ့ Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျဒီကနေ့မှာတော့ကျွန်တော်မိတ်ဆွေတို့ကိုပြောပြပေးမှာကတော့တန်ဦးအာဂါတာနဲ့စัจ java တင်ထကူ page မှာရန်ကုန်မှာငယ်နေလောက်မှလာဆိုတဲ့အကြောင်းအရာကို ပြောပြပေးမှာပဲဖြစ်ပါတယ်ကျွန်တော်ဒီအကြောင်းအရာကိုပြောပြပေးခြင်းကတော့မိတ်ဆွေတို့အတွက်ဘဝတုဒ္ဒရရစေရန်နဲ့ ငန်းလင်တွင်စိုးရင်ကြောင်းကြမှုများယော်နေစေရန်ရည်ရွယ်၍တင်ဆက်ပေးလာခြင်းဖြစ်ပါれဗျငန်းလင်လုံးမဲ့ဆိုတာကတော့သိပ္ပံနည်းကြလုံးဝလုံးဝကြိုပြောလို့မရဘူးလို့မြည်တို့ပင်ပြောပြောတယောက်ယောက်ကငန်းလင်လုံးမဲ့လို့ဆိုလိုက်ရင်ငန်းလင်ကြောင်းကြစိန်များတိုးသွားပြီမစင်စားပဲတွေ့သည်မရှဲနေတဲ့စာဖက်ပြိဿများအတွက်များစွာစိတ်မကောင်းဖြစ်ရပါတယ် ယနေ့တော့စာဖက်ပြိဿတ်တဦးမှမိ ਉ ဖားအောင်များနဲ့တိုင်းမြင့်ပေါ်မှာနေရတဲ့အတွက်ကြောင့်နည်းနည်းလေးလောက်ကြိုတင်ပြောမရဘူးလားဆိုပြီးမေးလာပါတယ်။အချို့ကလည်းဘကိုးရိုးမှအနောက်ဘက်မှာလှုပ်နေတဲ့ငလင်းတွေဟာရှေပြေးငလင်းဆိုပြီးရေးသားကြတာလည်းတွေ့ရပါတယ်ဗျ။ငလင်းလောက်တယ်ဆိုတာကတော့ကြောက်လာချက်တွေတနည်းအားဖြင့်မြေရူးချက်တွေ ပြည့်၍ပို့တိုက်ခြင်းကြောင့်ဖြစ်တယ်ဆိုတာကိုတော့အားလုံးသိပြီးကြပါပြီမြန်မာပြည်မှာငလျင်ကြီးတွေအများဆုံးလှုပ်ခတ်တဲ့ဇကိုင်းပြည့်၍ကျော်ဟာအလဲပိုင်းချိုင်ဝမ်းဒေသတလျှောက်တည်ရှိနေပြီးအရှိဘက်မှာတက်တန်းပိုရင်းနဲ့ယူရေးရှမ်းစွန်းနာကြောက်လွာနေအနောက်ဘက်မှာတက်တန်းအင်မတန်နုတဲ့အိန္ဒိယကြောက်လွာဂျက်တို့အကြားဂျားညံ့နေတဲ့အနေကြားကြောက်လွာတစ်ချက်ပဲဖြစ်ပါတယ်အိန္ဒိယဘာမာကြောက်လွာဟာ အရှိမျောက်တို့တိုးဝင်နေတာဖြစ်ပြီး မာကျောတဲ့တက်တန်းရင်ကြောက်လွားတွေရှိတယ်။ယူရေးရှန်ဆိုနာဘက်ကတင်းခံနေတာပဲဖြစ်ပါတယ်။အဲဒါကြောင့်သခိုင်းပြည့်ရွေဟာအနောက်ဘက်တွန်းအားနဲ့အင်အားဖိအားဆိုပြီးဘေးတိုက်ပြည့်ရွေတဲ့ငလျင်ကြီးတွေဖြစ်နေတာလို့ယူဆနိုင်ပါတယ်။ပြည့်ရွေကျော်ဟာ statistic လို့ခေါ်တဲ့ငိုင်းမဲ့ဇောင်းကျော်အမျိုးအစားဖြစ်ပြီးငလျင်များဟာဇောက်တိမ်ပါတယ်။ဇောက်တိမ်ငလျင်ရဲ့အနက်ဟာ ၃ရမှ80ကီလိုမီတာအထိပဲရှိပါတယ်။ကီလိုမီတာ80လားကိုဇောင်းနှက်တယ်လို့မခေါ်ပါဘူး။ကြောက်လာချက်နှစ်ခုကြားတက်တန်းနူးတဲ့မြေလွာဂျားညက်တဲ့အခါကြောက်လာချက်တွေတွန့်ခေါက်ပြီးတောင်ကုန်းတောင်တန်းတွေဖြစ်သွားတတ်ပါတယ်။အဲ့ဒီနေရာကိုတော့ interplay deformation zone လို့ခေါ်ပါတယ်။လက်ရှိဘကိုးရိုးမှာ ဖြစ်ပေါ်နေတဲ့နေရာလို့သုံးသပ်နိုင်ပါတယ်ဗျ။ဆိုလိုတာကတော့ ဘကိုးရိုးမအနောက်ဘက်မှာလှုပ်ခတ်တဲ့ငလင်ဟာဘကိုးရိုးမနဲ့ပိုသက်ဆိုင်ပြီးသခိုင်းပြည့်ရမှာငလင်ကြီးတစ်ခုဖြစ်ပေါ်လာဖို့လုံလောက်တဲ့အကြောင်းပြချက်မဟုတ်တလို့ငလင်လုံးမယ်ဆိုတာကိုလည်းအတိအကျသုံးသပ်လို့မရနိုင်ပါဘူးငိုင်းမဲ့အကြောင်းလျှောနဲ့ဆက်ဆက်လို့မေလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်ပုံစံကိုကြည့်မယ်ဆိုရင်သခိုင်းပြည့်ရကျော်ရဲ့အရှိတ်အဝါနေရာများဟာအနောက်ဘက်ထပ်ပိုပြီးငလင်တန်းကိုပိုခံစားရတာတွေ့ရပါတယ် ဥပမာမြန်မာပြည်တွင်းကရန်ကုန်နဲ့ထိုင်းနိုင်ငံဘန်ကောက်မြို့တို့ကိုနှိုင်းယှဉ်ကြည့်လေအကွာဝေးချင်းမတူကြပေမဲ့ညလင်ကျော်ရဲ့အရှိနဲ့အနောက် တနည်းဝဲနဲ့ရာလှုပ်ရှားသွားပုံကွာခြားချက်ကြောင့်ထိုင်းဘက်မှာပိုပြီးငလင်တန်ခံရတာပဲဖြစ်ပါတယ်မြေသားပျော်ခြင်းကြောင့်လည်းအစာအုပ်ပြိုလဲတာတွေရှိခဲ့ပါတယ်ညလင်ကျော်ရဲ့အနောက်ဘက်မှာရှိတဲ့ရန်ကုန်မြို့ဟာထိခိုက်မှုကြီးကြီးမားမားမရှိတာကိုတွေးရှိနိုင်မှာပဲဖြစ်ပါတယ် ရက်နေတဲ့လူတရားကိုရက်နေတဲ့လူတရားကိုအနောက်ဘက်ကတွန်းလိုက်ရင်အတွန်းခံရတဲ့သူကပို့ပြီးလှုပ်ရှားပါတယ်။ရန်ကုန်ဟာသခိုင်းပြည့်ရွရဲ့အနောက်ဘက်မှာတဏီတွန်းတဲ့ဘက်မှာရှိနေတဲ့အတွက်တိတာထင်ရှားတဲ့ငလင်တံမျိုးကိုမကြုံငယ်ဘူးပါဘူး။ရန်ကုန်မြို့ရဲ့အနီးအနားမှာရှိတဲ့ငလင်ကြောငယ်လေးများကလည်းဖြာထွက်တဲ့ငလင်ကြောငယ်လေးများဖြစ်ပြီးကြီးမားတဲ့ငလင်မျိုးမလောက်တတ်ပါဘူး။ သို့တော့အစာအုပ်များငလျင်လန်ခံနိုင်ခြင်းမခံနိုင်ခြင်းကတော့တည်ဆောက်မှုကြံ့ခိုင်ခြင်းအပေါ်မှာပဲမူတည်လိမ့်မယ်လို့ဆိုပါတယ်။ငလျင်ဖြစ်လာရင်တော့မြေကဲသို့ကာကွယ်စောင့်ရှောက်ရမည်ကိုတော့လူတိုင်းအသိတသိတို့ဖြင့်ပြင်ဆင်ခြင်းဟာထိရောက်တဲ့ကာကွယ်ခြင်းသာဖြစ်တယ်လို့ဆိုပါတယ်။ကျွန်တော်အနေနဲ့တင်ဆက်ပေးလိုက်တာကတော့တန်ဦးအာဂါသားနေဆက်ကြရာတင်ထားကူပေးစ်မှာရန်ကုန်မှာငလျင်လုံးမာလာဆိုတဲ့ စိုးရင်ကြောင်းကြမှုများရှိနေတဲ့မိတ်ဆွေတို့အတွက်စိုးရင်ကြောင်းကြခြင်းများရောနှဲစေရန်ရည်ရွယ်၍ကူးယူတင်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်မိတ်ဆွေတို့လည်းဘဝတုရတစ်ခုရမယ်လို့မျှော်လင့်ပါတယ်နောက်ရက်ဒီမှာလည်းဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အစီအစဉ်တွေကိုတင်ဆက်ပေးပါမို့ကျွန်တော်ရဲ့ခွေး Entertainment YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပြီးမြေတားရက်ခံပါရစေကောင်းသောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ